အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel နဲ့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကိုစ조사ပြီးတော့လုပ်ထားတဲ့ဗီဒီယိုတွေကို YouTube ပေါ်မှာတင်တဲ့အခါဗီဒီယိုများရဖို့အတွက် subscriber တွေများများရဖို့အတွက် YouTube ဗီဒီယိုတွေကိုနိုင်တကြအပလိုတင်ရမလဲဆိုတာကိုဒီဗီဒီယိုမှာကျွန်တော်အသေးစိတ်ပြောပြပေးပါမှာဖြစ်ပါတယ် လူတူတူများများကတော့ဒီ YouTube application တွေကိုတခါတည်းဝင်ပြီးတော့ဒီ video တွေတင်နေရှိကြတယ်ပေါ့နော်။ဒါပေမဲ့ဒီ YouTube ထဲကိုဝင်ပြီးတင်ကြတာကတော့နည်းနည်းကြတာမဟုတ်ပါဘူး။ဘာဖြစ်လို့ဆိုတော့ YouTube ထဲကတင်ပြီဆိုရင်တော့ဒီ video တွေမှာ keyword တွေတက်တယ်ကိုထည့်လို့ရမှာမဟုတ်ပါဘူး။ description တွေကိုကျွန်တော်ထည့်လို့ရမှာမဟုတ်ပါဘူး။အားကြောင့်ကျွန်တော်က ဘူးမတက်ပါဘူးဘာဖြစ်လို့လဲဆိုတော့တက်တယ်ပြီးပါတယ်ထဲမှာကျွန်တော်ဗီဒီယိုကယူတက်တယ်အားကြောင့်ကျွန်တော်ကဒီ YouTube ကထုတ်ပြထားတဲ့ဒီ YouTube Studio ဆိုတဲ့ application ကိုဒီ Play Store မှာတွားတော့လိုပါရင်ပေါ့နော်ကျွန်တော်ကတော့ download ပြီးတွားပြီလူကြီးမဲတော့ကျွန်တော် download လေးပြင်ရောတွားပြီးတွားလိုက်ပါဒီ YouTube Studio တွေဝင်လိုက်ပေါ့နော်ဝင်လိုက်ပြီးရင်တော့ကျွန်တော်ကဒီဗီဒီယိုသင်္ဘာဖြစ်နေတဲ့ကျွန်တော်ကဒီမှာညာဘက်မှာပုံစံမှာရှိတဲ့အပေါင်းလေးကိုလှည့်ပြီးတော့ကိုတင်ရှင်တဲ့ဗီဒီယိုတော့ကိုရွေးပေးလိုက်ပေါ့နော် ကျွန်တော်ကတော့ဒီဗီဒီယိုတေပုတ်တယ်ပဲပေါ့နော်ကျွန်တော်ကဒီလောက်ထားတဲ့ဒီဟာ AI နဲ့လောက်ထားတဲ့ပညာပရိုလေးအဲဒါ AI ဗီဒီယိုကျွန်တော်တန်ပဲပေါ့နော်အားလုံးကျွန်တော်ဒီဗီဒီယိုကိုရေးပေးနိုင်တယ်ဒီရေးပြီးတော့ဆိုတော့ကျွန်တော်ဒီမှာတင်တဲ့တဲ့အောင်ဖြစ်တယ်တင်တဲ့ဆိုတာကျွန်တော်ဗီဒီယိုရဲ့တင်တဲ့ပုံစံကောင်းဆိုင်ပေါ့နော်ဟိုကဒီဗီဒီယိုကဘယ်လိုကြောင်းလဲ အဲ့ဒါဆိုတော့ကျွန်တော်ဒီတိုင်တည်းရေးဖို့လို့လေပြီးရင်ကျွန်တော်ကပြစ်ပြစ်ပြစ်ကြည့်ပါဆိုပြီးကိုယ်ကိုယ်ကျေပဲလေကျွန်တော်ကတော့ဟေးကန် area နဲ့မညာ project လောက်တာဖြစ်တဲ့ကျွန်တော်ဟေးကန် area ကိုကျွန်တော်ဒီဟိုအထက်ချက်ခံပြီးတော့ကျေပဲလိုက်ကုန်လေပြီးရင်ထည့်ပြီးတော့ပြီဆိုတော့ကျွန်တော်ကဒီမှာဒီဟိုအထက်ရအောင်ကျွန်တော် template တင်ရအောင်ကျွန်တော် template ကကျွန်တော်ကတော့ဗီဒီယိုမတန်ခင်ကလေးကကြိုတင်ပြီးတော့ဆွဲထည့်ရတယ်ကျွန်တော်ကတော့ဆွဲပြီးတော့ပြီအဲ့ဒါကျွန်တော်ဒီ template တင်မယ်ဆိုရင်ခင်းတဲ့ပုံလေးကိုချိန်လိုက်ပြတယ်ကုန်လေ င်းတဲ့ဘုံလေးနဲ့ပြီးတော့ကျွန်တော်ဒီမှာ template ရာကိုအရင်ကတည်းကကျွန်တော်ဒီဗီဒီယိုရပဲခဲ့ဗီဒီယိုလောက်ကြတဲ့အရင် template ကျော်ပြီးကျော်တင်ပြီးလို့ဆွဲထားတာပေါ့နော်အဲ့ဒါထည့်ပေးလိုက်ပေါ့နော်နောက်တဲ့ဗီဒီယိုမှာကျွန်တော်ဒီ template ဆွဲနေလို့တင်ပေးမယ် template နဲ့ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ flexibility ဒါအဲ့ဒါတချို့ဝင်ပေးလိုက်ပေါ့နော်ကျွန်တော်မှာတော့ဒီမှာ enlist ရတယ်လူကြီးများတွေမှာ public key နဲ့ပါပေါ့နော် public key နဲ့ဒီမှာ enlist ကိုဆွဲထားလိုက်ပါ ီးရင်ကျွန်တော်ကဒီမိုနီမိုနီတိုက်ချောင်းနေတာဖြစ်တယ်တကယ်ကျွန်တော်ကအဲ့အတွင်းဖွင့်ပေးမယ်လူကြီးတွေကမအောင်သေးဘူးဆိုတော့အဲ့အမပါဘူးပေါ့နော်ပြီးရင်ကျွန်တော်က playlist တင်မယ် playlist ဆိုတာကျွန်တော်ဒီ AI ကျွန်တော် playlist လောက်ထားတယ်ပေါ့နော် AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုတွေ AI ကထည့်တယ်အဲ့တော့ဒီတန်တရားရဲ့ဗီဒီယိုကိုဆက်လုပ်မယ်ထင်တယ်လို့ပြောထင်ပြီးတော့ကြားရတော့ပြီးရင်ကျွန်တော်ကဒီမှာဒီအကုန်လုံးပြည်သူတွေတော့ဒီအောက်ဆုံးမှာ available ကိုတစ်ချိန်နဲ့ပြလိုက်ပြီ အဲ့လိုနေပြီဆိုတော့ကျွန်တော်ကဒီဒီတင်လိုက်ပြီပေါ့နော်တင်လိုက်တာဆိုတော့ကျွန်တော်ဒီ analysis နဲ့တင်တာဖြစ်တဲ့ကြောင့်ဒီ video ကတော့ကျွန်တော်ကမရသေးဘူးပေါ့နော် copy ရတယ်ပါတယ်မိရင်တော့မှ share လိုက်လို့ရတယ်အားကြောင့်ကျွန်တော်က analysis ကိုရွေးပြီးတင်တာပေါ့နော်ဗီဒီယိုအားလုံးဒီလိုကြည့်နေတာပေါ့နော်နေ့ရကြာရဲ့ဗီဒီယိုရှင်းရဲ့ဗီဒီယိုရှင်းရဲ့ရှင်းတလောက်ကြာလေးပေါ့နော်ကျွန်တော်ကတော့ခဏလေး ဆောင်ပေးလိုက်မယ်ဒီနေ့တော့ Okay ဗီဒီယိုလေးရောက်သွားပြီဆိုရင်တော့ဒီခုနကတင်လိုက်တဲ့ဗီဒီယိုမှာအစလေးပုံစံပါတယ်အဲ့ဒါကိုတစ်ချက်လိုက်ပြီးတော့ address ဆိုတာကိုတစ်ချက်ဝင်ပေးလိုက်မယ်ပြန်ဒီလိုဖြစ်လာပြီပေါ့နော်ဒီလိုဖြစ်လာပါဆက်လုပ်ရမလဲဆိုတော့ကျွန်တော်ကဒီခုနက analyst ထားတဲ့ဟာကိုကျွန်တော် public ပြောင်းပေးရမယ်အဲ့အရာတွေကိုတရှင်းဝင်ပေးလိုက်မယ်ပြန်ကျွန်တော် public ပြောင်းပေးလိုက်ပေါ့နော် ဘယ်လိုပြောလို့ဖြစ်ပြန်ထွက်လိုက်ပြီးရင်ကျွန်တော် description ရမယ် description ကကျွန်တော်ဘာရေးရမလဲဆိုတော့ကျွန်တော်ဗီဒီယိုအကျောင်းအရာတွေကိုရေးရမှာပေါ့နော်ဒီဗီဒီယိုကဘာလဲဘာလဲဆိုတော့ကျွန်တော်ကကျောင်းအရာကိုရေးရမယ်ဒါကတော့ကျွန်တော်တို့ငွေကလေးကကြိုတင်ပြီးရေးထားတာဗီဒီယိုမတဲငွေကလေးကကြိုတင်ပြီးရေးထားတယ်နှုတ်ဝမ်းမဲ့ထားတာပေါ့နော်နှုတ်ဝမ်းမဲ့ထားတာဆိုကျွန်တော်ကအကုန်လုံးကို copy ယူပြီးတော့ဒီခါလေးထည့်လိုက်ယူမယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီအကုန်လုံးကိုပြီးပြီးတော့ကျွန်တော်ဒီ description ကိုကျွန်တော်တခါလေးထည့်ပေးလိုက်မယ် ကျွန်တော်တို့ကဒီ description လေးထည့်ပြီးတော့ပြီထည့်ပြီးတော့ပြီဆိုတော့ကျွန်တော်ကဒီ tip တွေပြီးပါထည့်ပေးရတာပေါ့နော်ကျွန်တော်ကဒီ tip ထည့်ဖို့တည်းကကျွန်တော်နည်းနည်းစတင်လိုက်ပေါ့နော်ပြီးရင်အောက်ဆုံးမှာပါတယ် tip product လာပါတော့ဒီအဲ့ဒါရှင်းဝင်ပေးလိုက်ပါလေအဲ့ဒါဝင်ပေးလိုက်တာကျွန်တော်ကအပေါ်မှာရှိတဲ့ test test ဆိုတာကိုကျွန်တော်တို့ရှင်းနေပေးလိုက်မယ်ရှင်းနိုင်ပြီးတော့ဒီအရမှာပါလေထည့်ရမယ်ဆိုတော့ code video နဲ့ပတ်သက်တဲ့ tip တွေထည့်ပေးရမှာပေါ့နော် ထည့်ထည့်တာတော့အများကြီးထည့်ရတာဒါပေမဲ့ကိုယ့်ရဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့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 ပေါ့လို့ကျွန်တော်ကတော့ဒီဖေးကန်အေကိုတုံးပြီးတော့ဒီဂျူနီယာပရိုလေးလောက်တဲ့ဗီဒီယိုတဲတာဖြစ်တဲ့ကျွန်တော်ကတော့ဖေးကန် AI ရေးပြီးရတော့ဒီဂျူနီယာပရိုလေးနဲ့ပတ်သက်တဲ့တဲ့တဲ့ထည့်ပြီးပေါ့နော်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်ကပြန်ပြီးထွက်လိုက်ပေါ့နော်ထည့်ပြီးသားကြီးကအပေါ်ဆုံးမှာရှိတဲ့ဆဲဆိုတာကိုတစ်ချိန်နဲ့လဲရတယ်ကျွန်တော်ဗီဒီယိုတင်တာအွန်လိုင်းသွားပြီးဖြစ်ပါတယ် ကြည့်ဒါဆိုရင်ကျွန်တော်ကဒီခုနကတင်လိုက်တဲ့ဗီဒီယိုကကျွန်တော်ပါပရင်းတက်သွားပြီဖြစ်ပါလေ။ဒီဒီလိုဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီလိုတင်တာအမြင်သွားပြီ။ဟုတ်ခုလိုရောကျွန်တော်ပြောပြသွားတဲ့အတိုင်းပဲဒီဗီဒီယိုကိုကျွန်တော် live တင်နေဆိုရင်တော့ကိုယ့်ရဲ့ဗီဒီယိုကဒီလိုကောင်းလို့ရှိရင်တော့ view တွေများကြည့်ရမှာသိချပါလေ။ဒီဗီဒီယိုလေးကလူကြီးမျိုးတွေအတွက်အသုံးဝင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ပေးလို့ကူညီလို့ရပါတယ်။